လာမယ့်နေရာဒီမှာချင်းစီကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အန်ကွန်ကိုပြည်သူများလုံးမဲမိလာများဘလူးလိုင်းယွန်းကင်းကနေပြန်လဲကြိုးစားလိုက်ပါရင်ချင်းစီတိုင်းစစ်မှုအန်ကွန်ကိုကတော့ချင်းစီတင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီလို့လည်းသိရပါရင်တကယ်တော့အန်ကွန်ကချင်းစီအသင်းနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းရှိနေတဲ့ကစားမဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချင်းစီတိုင်းစစ်ကိုဥဆောင်နိုင်မယ့်ကစားမအဖြစ်ရည်ရွယ်ခေါ်ယူထားခဲ့တာပါဒါပေမဲ့အန်ကွန်ကရာသီကြိုးချေဆန်းပွဲတွေမှာတင်ရရရှိခဲ့ပြီးတရားစီရင်လုံးအနားယူခဲ့ရပါရင် ယခုနှစ်ရာသီမှာတော့အန်ကွန်ကူကချဲစီအတွက်ပြန်လာနိုင်ခဲ့ပေမဲ့ဖြစ်ချင်တော့ချဲစီအသင်းမှာနိဗျအပြောင်းလဲဖြစ်သွားခဲ့ရပါတယ်။မာရစ်ကာရဲ့လက်ထက်မှာတော့အန်ကွန်ကူကအဓိကဦးစားပေးကစားမှာမဟုတ်တော့ပါဘူး။ဒီအပေါ်မှာအန်ကွန်ကူကလည်းစိတ်ပြတ်ခဲ့ပါတယ်။ဂျက်ဆင်တို့တင်ရရရှိနေချိန်မှာမာရစ်ကာကအန်ကွန်ကူကိုအခွင့်အရေးပေးခဲ့ပေမဲ့အန်ကွန်ကူရဲ့ခြေစွမ်းကအရင်ကလိုမကောင်းတော့ပါဘူး။အားထုတ်မှုကလည်းမကောင်းတော့သလိုစိတ်ဓာတ်ပိုင်းမှာလည်းယုံရင်းကြာဆင်းနေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်ဂျက်ဆင်တို့မပါနိုင်ချိန်မှာအန်ကွန်ကကပွဲတွေအတော်များများကစားခွင့်ရရှိခဲ့ပေမဲ့အတိုင်းအတာတစ်ခုထိအောင်လုံးမပြနိုင်ခဲ့တာဖြစ်လို့မာရက်စကာကအန်ကွန်ကကိုပိုလို့စိတ်ပြတ်သွားခဲ့ပါရင်အဓိကအပြင်အန်ကွန်ကကချဲဆင်အတင်းကစမကစားပေးချင်တော့တာဖြစ်ပါရင်ဘလောက်ထိတော်မှာအန်ကွန်ကကအားလျှော့လာတယ်ဆိုရင်ချဲဆင်တင်းကလည်းထွက်ခွာဖို့အထိစူးစမ်းလာခဲ့ပြီဖြစ်ပါရင်လက်ရှိမှာတော့အန်ကွန်ကကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေကိုလက်ခံစကားပြောဖို့လမ်းဖွင့်ပေးထားပါရင် အန်ဂိုကိုဘိုင်ယန်မြို့နယ်အာဆင်နယ် PSG အပါအဝင်ဝရမထိတ်တန်းအသင်းကြီးတွေကအပြိုင်ဆိုင်စိတ်ဝင်စားနေကြပြီးချဲစီဘတ်ကတော့သူတို့လိုချင်တဲ့ဈေးရရင်အန်ဂိုကိုရောင်းချသွားဖို့ဆုံးဖြတ်ထားပါတယ်